ခုမြင်တွေ့နေရတော့ဝါချီလေးတွေပဲဖြစ်ပါတယ်။ဝါပင်ရဲ့ဒီလေးမှာရေမြုပ်ပုံစံရေကြီးပုံစံလားပုံစံလေးတွေပေါ်နေတာပါ။အဲဒါဝါချီလို့ခေါ်ပါတယ်။တုတ်စားရင်အရန်စားလို့ခေါ်ပါတယ်။ဒါတော့တောင်ပေါ်ဒေသတွေမှာပဲတွေ့ရတဲ့ဝါချီပဲဖြစ်ပါတယ်။ဒီဗန်ဒီနာတော့မရှိဘူးပေါ့လေ ဒါရဲသူ့ရတဲ့နဲ့သူရတာဖြစ်ပါတယ်အဲ့တော့ဝါချီလေးတွေဖြစ်ပါတယ်အာတုတ်စားကြတာပဲအမျိုးမျိုးတုတ်စားကြတယ်ပေါ့ဗျာဒါတောင်ပေါ်ဒေသရဲ့ရှားဒီစားလို့ပဲခေါ်မှာပေါ့အဲဝါချီဆိုတာဘယ်လိုလဲမမြင်ဘူးတဲ့မိတ်ဆွေတို့အတွက်မြင်ဘူးတဲ့ရှိအောင်လို့ဘုသူရာဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ် အမြင်နဲ့တိုင်းမဲ့ဒါလေးရဟွာချီလေးပဲဖြစ်ပါတယ်။ဤစီဤစီလေးနဲ့ကအမှန်တမျိုးလေးရောဗျာ။